လက်ရှိမှာတော့တောင်ကိုရီးယားကပေါ့နော် new l ဆိုတဲ့ girl group အနေနဲ့အလိပညာလှူရှားမှုလေးလုပ်နေပါတယ်ရှင့်လက်ရှိမှာတော့ညီမတို့အဖွဲ့အားပေါ့နော်။အော်ဒီ6လပိုင်းနဲ့9လပိုင်း နောက်ခုတည်းကတခုပြီးတော့ဖြစ်မဲ့ထင်တယ်ပေါ့နော်ဒီအထဲမှာသချင်း comeback တခုထွက်ဖို့ရှိတယ်ပေါ့နော်အဲ့ဒီအတော့ recording ပြီးသွားပြီးတော့အခုကျန်တဲ့လုံဆရာရှိတဲ့ procedure ကြီးလုပ်နေတဲ့အချိန်ပေါ့နော်ညီမတို့လည်းအတူတူ member တွေနဲ့အတူတူကြိုးစားစားနဲ့ comeback အတွက်ပြင်ဆင်နေပါတယ်ရှင်။ညီမတန်းစင်လေးတွေကိုစပြီးတော့ဆိုဖြစ်တာတော်တော်တော့ကြာပြီပေါ့နော်။ဟိုးအရင်ထဲကလည်းဆိုတယ်ပေါ့ဘာလို့လဲဆိုတော့ဒီငယ်ငယ်လေးကလေးကကြားလာတဲ့သချင်းတွေကဒီဒီကိုယ့်ကိုရှာပြီးတော့ းနားထောင်နေတဲ့ချင်းတွေကတခြား pop တချင်းတွေ K-pop တချင်းတွေဖြစ်ရင်ဖြစ်နေမှာပေါ့နော်အများနဲ့နားရင်အိမ်မှာအများနဲ့ကြားနေတဲ့တချင်းတွေကမြန်မာချင်းတွေလည်းဖြစ်တယ်ပြင်မနဲ့မနဲ့ဆိုလို့ရှိရင်အိမ်မှာကတရားဖွင့်တာတို့ဟိုဘာလို့ပြောရမလဲဒီဘာသာရေးတချင်းတွေကိုဖွင့်တာတို့ပြီးလို့ရှိရင်မေတ္တာပို့ဖွင့်တာတို့ပေါ့နော်အဲ့လိုမျိုးလုပ်တတ်တယ် ဘာလို့လဲဆိုတော့ဒီကမလွတ်မလွတ်ကြရင်အိယာចောင်းသွားတယ်နေဆိုအိယာမထလို့ရှိရင်အဲ့ဒါမိမိက အဲ့လိုမျိုးဖွင့်လိုက်တရားဖွင့်လိုက်ပြီဆိုတော့အာထတော့မယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အလမ်းလို့ဖြစ်နေရပါတော့အဲ့တော့မနေ့အမြဲတမ်းနိုးနိုးချင်းတိုင်းကြားနေရတဲ့လူဘုရားသခင်ကြီးကြားရတယ်တရားတော်ကြီးကြားရတယ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ကြည်လာခဲ့ရတာပေါ့ပြီးတော့မိမိကိုယ်တိုင်ကလည်းအဲ့လိုမျိုးအရင်ကမြန်မာသခင်အကြီးတွေရောမဟုတ်လို့ရှင်ရေဒီယိုခက်ကဒီသခင်တွေရောပေါ့နော်သူကအရင်ကြိုက်တော့အမြဲတမ်းကိုယ်တိုင်လည်းကာရာโอเคလဲဆိုတယ်ပြီးလို့ရှင်အိမ်မှာလည်းအမြဲတမ်းဖွင့်တော့ပေါ့နော်အဲ့လိုနဲ့ပဲမြန်မာသခင်ကြီးကအများကြီးနားယင်နေတာမြန်မာအဟာရတဘာဝလဲအညီ သူအောင်မုတ်ပေးမယ်ဒီဒီယာ cover song တွေကိုကြိုက်တယ်ဆိုတာကအစားတည်းရပေါ့နော်အဲ့လိုကိုကြိုက်တဲ့သချင်းကိုကို့အတန်နဲ့ကိုပြန်ဆိုခြင်းနဲ့အဲ့လီ point လေးရနေစတာဆိုတော့လေဒီဒီကြိုက်တဲ့သချင်းတွေဒီဒီအခုပြန်ဆိုထားတဲ့သချင်းတွေအကုန်ဒီအရန်ကြိုက်ခဲ့တဲ့သချင်းတွေအဲ့လိုပြန်ဆိုပြစ်တယ်ပေါ့နော် အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့ DD ဖြစ်ပါတယ်။လက်ရှိမှာတော့တောင်ကိုရီးယားကပေါ့နော် New L ဆိုတဲ့ girl group အနေနဲ့အလိပညာလှူရှားမှုလေးလုပ်နေပါတယ်ရှင်။အလရှိမှာတော့ညီမတို့အဖွဲရပေါ့နော်။အော်ဒီ6လပိုင်းနဲ့9လပိုင်းနှစ်ခုတည်းကတစ်ခုတော့ဖြစ်မဲ့ထင်တယ်ပေါ့နော်။ဒီအထဲမှာတခြင်း comeback တစ်ခုထွက်ဖို့ရှိတယ်ပေါ့နော်။အဲ့ဒီအတွက်အော် recording ပြီးသွားပြီးတော့အခု ကျန်တဲ့လုံဆရာရှိတဲ့ procedure ကြီးလုပ်နေတဲ့အချိန်ပေါ့နော်ညီမတို့လည်းအတူတူ member တွေနဲ့အတူတူကြိုးစားစားနဲ့ comeback တွေပြင်ဆင်နေပါတယ်ရှင်ဟုတ်တချင်းကတော့ဒီဒီရောအဖွဲကကြာတော့မကြသေးဘူးပေါ့နော်လွန်ခဲ့တဲ့6လပိုင်းတော့ဟိုမီနီအယ်ဘမ်တစ်ခုနဲ့ပေါ့နော်တက်ပြုတ်လုပ်ထားပါတယ်အလီဘရယ်ဆိုတဲ့အယ်ဘမ်နဲ့ပေါ့နော်အဲ့မှာ title song focus ရှိမယ်ပြီးလို့ရှိရင် side track နှစ်ခုပါတယ်ပေါ့နော်အဲ့ဒီတချင်း၃ပုံနဲ့ဒီဒီရောကအရင်ဆုံးဒီတက်ပြုတ်ကိုလုပ်ခဲ့ပြီးတော့တက်ပြုတ်လုပ်ပြီးတဲ့နောက်ပိုင်းမှာတခြား K-pop အဖွဲ့တွေလုပ်တယ်လို့ procedure အတိုင်းပေါ့နော်ကျွန်내ကိုရီးယားမှာရှိတဲ့ music show တွေမှာအဖျော်ပြဖြစ်တယ်ပေါ့နော် music show တွေမှာလည်းဖျော်ပြတယ်ပြီးတော့ဒီတခြားအပြင်အ event တွေမှာလည်းအများကြီးဖျော်ပြဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုဖျော်ပြရင်းရနေပြီးတော့ပဲဒီအခုနောက်ထပ် album တစ်ခုပြင်ဆင်နေတဲ့အချိန်လေးပါရှင်ဟုတ်မြန်မာတန်စင်လေးတွေကိုစပြီးတော့ဆိုဖြစ်တာတော်တော်တော့ကြာပြီပေါ့နော်ဟိုးအရင်တည်းကလည်းဆိုတယ်ပေါ့ဘာလို့လဲဆိုတော့ဒီငယ်ငယ်လေးကတည်းကကြားလာတဲ့တခြင်းတွေကဒီဒီကိုကကိုရှာပြီးတော့ နားထောင်နေတဲ့ချင်းတွေကတခြား pop တချင်းတွေ K-pop တချင်းတွေဖြစ်ရင်ဖြစ်နေမှာပေါ့နော်။အများနဲ့နားရင်လည်းအိမ်မှာအများနဲ့ကြားနေတဲ့တချင်းတွေကဒီမှာချင်းတွေလည်းဖြစ်တယ်။ပြင်မနဲ့မနဲ့ဆိုလို့ရှိရင်အိမ်မှာကလူတရားဖွင့်တာတို့ဘာလို့ပြောရမလဲ။ဒီဘာသာရေးတချင်းတွေကိုဖွင့်တာတို့ပြီးလို့ရှိရင်လူမေတ္တာပို့ဖွင့်တာလို့ပေါ့နော်အဲ့လိုမျိုးလုတ်တက်တယ်ဘာလို့လဲဆိုတော့ဒီကမနဲ့မနဲ့ကြားရင်အိယာចောင်းသွားတယ်နေဆိုအိယာမထလို့ရှိရင်အဲ့ဒါမိမိက လိုမျိုးဖွင့်လိုက်တရားဖွင့်လိုက်ပြီဆိုတော့အာထရောမယ်ဆိုတော့အလိုမျိုးပေါ့နော်အလမ်းလို့ဖြစ်နေရပေါ့နော်အဲ့တော့မနဲ့အမြဲတမ်းနုံနုံချင်းတိုင်းကြားနေရတဲ့လူဘုရားသခင်တွေကြားရတဲ့တရားတော်တွေကြားရတယ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ကြီးလာခဲ့ရတာပေါ့ပြီးတော့မိမိကိုယ်တိုင်ကလည်းအလိုမျိုးအရင်ကမိမသခင်အကြီးတွေရောမဟုတ်လို့ရှင်ရေဒီယိုခက်ကဒီသခင်တွေရောပေါ့နော်သူကအရင်ကြိုက်တော့အမြဲတမ်းကိုယ်တိုင်လည်းကာရာโอเกလည်းဆိုတယ်ပြီးလို့ရှင်အိမ်မှာလည်းအမြဲတမ်းဖွင့်တော့ပေါ့နော်အဲ့လိုနဲ့ပဲမိမသခင်တွေကအများကြီးနားယင်နေရ တေချာလေးကြည့်ပြီးတော့ဆိုဖြစ်တယ်ဆိုတာကလည်းအရင်တည်းကအဲ့လိုမျိုးတစ်ခေါက်တစ်ခေါက်နှစ်ခေါက်အနေနဲ့တော့ပေါ့နော်ကိုယ်ကောက်မှာတော့ကိုယ်အများကြီးတော့တင်ဘူးတယ်ပေါ့အော်နောက်ပိုင်းအဲ့လိုမျိုးစူကြည့်လေးလေးစူကြည့်လေးလေးမြန်မာသရှင်တွေဆိုတာပို့ပြီးတော့ဘယ်လိုပြောရမလဲကိုယ့်ကိုအားရတယ်ပေါ့နော်ချစ်တဲ့သူမောင်ရဲ့ ါတခြားသချင်းတွေလည်းအတူတူပါပဲလို့ကိုရီးယားချင်းတွေလည်းဆိုတော့ဒီတရားဘာသာစကားနဲ့အဲ့လိုမျိုးသချင်းတွေအများကြီးဆိုရတာလည်းကြိုက်တယ်ပေါ့နော်အဲ့တော့ဘယ်ဘယ်ဘာသာစကားနေနေဘာသာစကားနဲ့မဆိုင်မင်းနဲ့သချင်းကိုကြိုက်တယ်ဆိုလို့ရှင်ဟိုလိုဆိုဆိုခြင်းနဲ့စိတ်ရှိတယ်ပေါ့နော် ာရှင်းတွေကိုဆိုပြီးလို့ရှိရင်မိမိကိုတော်တော်ပြရတယ်ဗောနမိမိကိုပြလို့ရှိရင်မိမိကလို့သူဖွင့်နားထောင်ပြီးလို့ရှိရင်သဘောတွေကြာကွာလဲအဲ့ဒါလေးကိုသဘောကြာတော့အဲ့လိုမိမာရှင်းတွေကိုအဲ့ရနေစားပြီးတော့အများကြီးဆိုဖြစ်တာပါရှင်ဟုတ်ပြိုလျာကောင်းလို့အောင်မိတယ်ပေါင်ဖို့သာသွေမစီကြောင့်လို့ဆူတောင်းပါလေတနေတကြီးအဝေးကကွေအခုများဖြင့်ဆွေးကြတယ်ဘဝတန်တရားဝဲကူရာကိုကြီးမအေးကြတယ်ဗုဒ္ဓတခြင်းလေးရပါတော့ဟိုမမေက ပြောတာပေါ့ဒီအဲ comment section ကြီးထဲမှာတရားတောင်းတာတို့မေတ္တာတောင်းတို့ ပထန်းတို့အဲ့လိုမတောင်းတဲ့လူတွေရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဒီကမြန်မာချင်းဆိုလို့ရှိရင်တချို့တချင်းတွေကြတော့ဒီ karaoke backup တချင်းကိုဖွင့်ပြီးတော့ဆိုတာလည်းရှိလို့မဖွင့်မဖွင့်မင်းနဲ့ဆိုပြတိုင်လည်းရှိရပေါ့နော်မဖွင့်မယ်ဆိုလိုက်တဲ့အချိန်ကြလို့ရှိရင်တချို့တချင်းတွေကဟိုကမတီးလို့ရှိရင်တရားတောင်းတဲ့လူမျိုးအဲ့လိုမျိုးအရှိခက်တချင်းတွေဆိုတော့လေအစွဲအငင်းလေးတွေအဲ့လိုမျိုးတူကြတော့တရားတောင်းတာတော့ဟိုဗုဒ္ဓတချင်းလိုဖာသာချင်းတွေဆိုရင်အရန်လိုက်မှာဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုး rocket ဆုတ်ကြတာပေါ့နော် comment နေထဲမှာ အိုက်ထဲကနေပြီးတော့ကြည့်နေနေ။အော်အစတော့ကတော့အရန်ခက်မဲ့ထင်တာပေါ့နော်။ပါဠိတွေကလည်းအရန်များတော့အကယ်ကိုကတခုမှဆိုလို့ရှိရင်ဒါမကောင်းဖြစ်မှာဆိုတော့လေအဲကြောင့်ငရဲကြီးမှလည်းကြောက်တော့အဲကြောင့်မဆိုဘဲနေနေရနေပြီးဟိုဗုဒ္ဓပူဇဏီရကကြတော့ငငယ်လေးတွေကအများကြီးနားထောင်ခဲ့တဲ့ခြင်းပေါ့နော်။ပြီးတော့ဘာသာရေးပွဲတွေပဲဖြစ်ဖြစ်ဖုန်ညီပွဲတော်တို့ဘာလို့အဲ့လိုမျိုးလုံကြောက်နေမှလုပ်တယ်ဆိုလို့ရှိရင်အများရန်လေးရခိုင်လူမျိုးတွေရဲ့စီမီကွက်ပူဇော်တယ်ဆိုပြီးတော့အဲ့လိုမျိုး performance တွေရှိကြတော့ဒီပူဇော်တဲ့ performance တွေမှာအများရန်ပါတဲ့ခြင်းဖြစ်နေတဲ့အတွက် နားယင်နေတာပေါ့နော်အဲ့တော့ဗုဒ္ဓဘုဇနီးရလေးကတော့ကြိုက်တဲ့တခြင်းလေးဖြစ်တော့ပြန်ပြီးနားထောင်ကြည့်ပြီးတော့ဟိုဆိုခြင်းနဲ့စိတ်ဖြစ်သွားတယ်ပေါ့နော်ဆိုခြင်းနဲ့ဆိုခြင်းနဲ့စိတ်ဖြစ်သွားတော့ပါဠိတွေကိုကြည့်ပြီးတော့တခြားပြန်ချရေးပြီးတော့အရင်ကြီးတော့မခတ်ဘူးပေါ့နော်အရင်ကြီးတော့မခတ်တော့ပြန်ချရေးပြီးတော့တလုံးချင်းတွေလုံးချင်းကြီးကိုပေါ့နော်အဲ့လိုမျိုးအတန်အတွက်နဲ့နည်းနည်းလေ့ကျင့်ပြီးတော့ဆိုးပြစ်သွားတာပါရှင်ဟုတ် လိုမျိုးအများကြီးညီမရဲ့ cover song လေးတွေကိုရောညီမရဲ့အမှုပညာဒီလိုတင်တဲ့ clip လေးတွေကိုပေါ့နော်အများကြီးကြည့်ပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့လေးကလေးနဲ့ချူကရဲ့ဆွေအပြေးဖွေးသလိုပါကွဲရှမ်းဦးစီတန်လေးတွေလဲနောင်နောင်ကြမယ်ကွဲအော်အမ်ဒီရ cover song တွေကိုကြိုက်တယ်ဆိုတာက အစတည်းကပေါ့နော်အဲ့လိုကိုကြိုက်တဲ့သချင်းကိုကိုတန်နဲ့ကိုပြန်ဆိုခြင်းနဲ့အဲ့လို point လေးရနေစတာဆိုတော့လေဒီဒီကြိုက်တဲ့သချင်းလေးဒီဒီအခုပြန်ဆိုထားတဲ့သချင်းလေးအကုန်ဒီအရန်ကြိုက်ခဲ့တဲ့သချင်းလေးအဲ့လိုပြန်ဆိုပြစ်တယ်ပေါ့နော်ကျော်စရာဆိုတာတို့ရဲ့ကဘာမှမရှိပါယင်နာစရာတွေတွေ့ကြည့်ပြန်ရင်ရင်တယ်မှာအဲ့တော့ဒီနဲ့အကြိုက်တူတဲ့လူတွေလည်းအများကြီးရှိရဆိုတာတည်ရတော့ အရင်ပျော်ပါအဲ့လိုနောက်လဲဒီကဒီကိုရီးယားကတချင်အစ်ထွက်မဲ့ကိစ္စတွေရောမလူရှင်ဒီဒီဒီ personal page နဲ့ဒီတခြား social media တွေမှာပေါ့နော်အများရန်ပြက်ပဲနဲ့အဲ့လိုမျိုး clip လေးတွေ short clip လေးတင်သွားမှာဖြစ်တဲ့အတွက်အများကြီးစောင့်မျှော်ပြကြပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်